ကလေးတွေရဲ့အသက်တွေလေကြောင်းတိုက်ခိုက်မှုကြောင့်ဆုံးရှုံးတာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးအဲ့လိုသွေးစွန်းနေတဲ့လေရင်စီနောက်ပွဲမှာငွေကြေးထက်ပိုနဲ့နေတဲ့နိုင်ငံတကာကရှိုးဝဲသဘောတူညီမှုတွေကဘာဖြစ်လို့ဒီနေ့ဒီချိန်ထိဆက်ပြီးစီးဆင်းနေသေးတာလဲဒီမိကောင်ကိုကျွန်တော်မေးဖို့လိုပါတယ်နံပါတ်၁ကလေကြောင်းစစ်စင်ရေးရဲ့သဘောတရားကိုအခြေခံပြီးကြည့်အောင်ပါပြတ်မှတ် ပြင်မှတ်ချမှတ်ခြင်းနောက်ွက်ကနည်းနည်းတဲ့အခြေအနေတွေအိုးတိတ်တွင်ကြောင်းတိုက်ခိုက်မှုဟာတော်လိုက်သမားတွေကိုတိုက်ရချေမုန်းဖို့မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအနောက်တောင်ပိုင်းကနေပြီးတော့တော်လိုက်အင်အားစုတွေရဲ့လှုပ်ရှားမှုမှန်သမျှကိုကန့်တတ်ချီနှောင်ထားတဲ့လေကြောင်းပိတ်ဆို့မှုစနစ်တစ်ခုပါဒါဟာမြေပြင်မှာရန်သူတိုက်ဖွဲ့ကိုတိုက်ရချေမုန်းတော်ထက်သူတို့ရှေ့လျောက်မှုကိုထိချုပ်ပြီးနေမီကိုပိတ်ဆို့တဲ့ဤပြုဟာပါဆက်စည်စကားလုံးနဲ့ပြောမယ်ဆိုရင် area dinian ဘယ်မြေပိတ်ဆို့ခြင်းလို့ခေါ်လို့ရပါတယ်အဲ့လိုနီးပြူဟာဟာစစ်မြေပြင်မှာမြေပြင်တပ်ဖွဲ့တွေကိုတိုက်ရိုက်ခြေမုတ်ဖို့အားမရှိတာတို့ဒါမှမဟုတ်တခြားနေလန်အတွက်ရည်ရွယ်တာတို့ဘယူဟာချတာတို့တိုက်ရိုက်ခြေမုတ်တာထက်ပိုဆိုးပါတယ်ညာသူရဲ့လှုပ်ရှားမှုကိုပိတ်ပုမြေလိုထိတ်ချုပ်ပစ်လိုက်ပြီးတော့လက်မြေတစ်ခုလုံးအသက်ရှူကျက်စေတဲ့နေလန်ကိုတောက်တာမျိုးဖြစ်ပါတယ်ဒါဟာပြိုင်ဖက်ကိုတိုက်ရိုက်မတက်ပဲနဲ့ပြိုင်ဖက်အသက်ရှူမဲ့ဒေတာကလေထုကိုပိတ်ဆို့ပြီးတဖြည်းဖြည်းချင်းအသက်ရှူကြက်အောင်လုပ်တဲ့နီးပြူဟာတဲ့တူပါတယ် နောက်တစ်ချက်ကလင်းစီခွင်းဆက်တွေနဲ့ဘသူတွေကအပြစ်ရှိလဲကလေးတွေတိတ်ဆုပ်တဲ့ပြမှတ်တွေနေရာချထားပုံချဲနိုင်မှုတွေဟာစစ်ကောက်စီတကူတဲ့တာဝန်ရှိတာမဟုတ်ပါဘူးအဲ့လင်းစီခွင်းဆက်မှာပါဝင်ပတ်သက်နေတဲ့စင်ကာပူတို့မလေးရှားတို့စတဲ့စတဲ့နိုင်ငံတွေကကုမ္ပဏီတွေဟာလည်းတွယ်ဝိုက်တာဝန်ရှိသူတွေဆိုတာကျွန်တော်တို့မှတတ်တင်ထားဖို့လိုပါတယ်သူတို့ရဲ့ရောင်းဝယ်မှုဆုပ်ဖြတ်ချက်တွေဟာမြန်မာကောင်းကင်သွေးစွန်းမှုတွေကိုတိုက်ရိုက်အားဖြစ်ပေးနေတာဖြစ်ပါတယ် ဒီလေရင်စီဟာမြမကောင်းကင်မှာသွေးစွန်းနေတဲ့လေရင်တွေကိုအသက်သွင်းပေးနေတဲ့သွေးကြောကြီးတစ်ခုလို့ပါပဲအဲ့ဒီသွေးကြောကိုကျွန်တော်တို့ဖြတ်တောက်နိုင်မှသာအကြံဖက်မှုတွေရတတ်နိုင်မှဖြစ်ပါတယ်ဒါဟာယောဂရဲ့အရင်မြစ်ကိုမဖြတ်ပဲယောဂလက္ခဏာကိုပဲကုသနေရတယ်လို့ဖြစ်နေတာပါနံပါတ်၄အချက်ကလက်ရှိအခြေအနေပေါ်ခံမကြည့်ရမှဆိုရင်ပြီးရင်လေရင်စီထုတ်လုပ်မှုအလားလားပဲအဆင်ရောက်နေပြီလေဒီမှာစစ်တပ်အနေနဲ့ပြည်တွင်းမှာပဲ jet လျင်စီတွေချက်လုံနိုင်တဲ့ဤပညာတိဆောက်နေတယ်ဆိုတဲ့သတင်းတွေအရင်လပိုင်းတွေကတည်းကကြားခဲ့ပြီးသားဖြစ်ပါတယ်ထွက်လက်ထွက်ပေါ်နေခဲ့ပါတယ်အဲ့ဒီအချက်ဟာတကယ်မှန်ကန်ခဲ့မဆိုရင်တော့လာမယ့်လတွေအတွင်းစိတ်အင်အားပုံကျမှုတကယ်မြင့်တင်သွားနိုင်တဲ့အကြီးစားပြောင်းလဲမှုတွေအထိဖြစ်လာနိုင်ပါတယ်ဒါဟာနိုင်ငံကအပိတ်ဆို့မှုတွေကိုရှောက်ခွင်းဖို့ကြိုးစားတဲ့ဆက် surfaces လို့ခေါ်တဲ့ကိုကိုကိုမီခိုယက်တီမှုဤပြဟာတစ်ခုပါနောက်တစ်ချက်ကအာဆီယံရဲ့စိတ်ကုန်မှု အာဆီယံဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ထိုင်းဗီယက်နမ်မလေးရှားဒီနိုင်ငံတွေဟာမြန်မာအရေးပေါ်သဘောထားကွဲပြားမှုတွေရှိပါတယ်။အဲ့ဒီကွဲပြားမှုတွေကြောင့်လေရင်စီပိတ်ဆို့ရေးသဘောတူညီမှုရဖို့အဝေးနေဆဲဖြစ်ပါတယ်။ဒီချိန်တွေကမြန်မာစစ်တပ်ရဲ့အာဏာရှင်စနစ်ကိုပိုပြီးရှေ့ကျစေမဲ့အဓိကအကြောင်းရင်းထဲတစ်ခု ဖြစ်ပါတယ်။စစ်ကောက်စီရဲ့လေရင်စီပိတ်သွင်းသူဗီယက်နမ်အခြေစိုက်ကုမ္ပဏီကြီးတကုတ်ကိုတော်လိုင်းအဖွဲ့တွေကနိုင်ငံတကာသတင်းစောက်တွေမှာဖော်ထုတ်မဲ့လို့သတင်းတွေလည်းထွက်ပေါက်နေပါသေးတယ်။ ဒါသာတကယ်ဖြစ်လာခိုင်းရင်ကျွန်တော်စဉ်းစားဖို့လိုတယ်ဘာတွေဆက်ဖြစ်လာနိုင်လဲစဉ်းစားကြည့်ပါစင်ကာပူအစိုးရတော်မြန်မာလီယန်စီစီစဲမှုကိုဒီလအတွင်းတိတ်တိတ်ကြွကြွစီစစ်ဖို့စောင့်ဖြတ်လိုက်ရင်ဘာတွေဆက်ဖြစ်လာမလဲမြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေခဏတာရပ်တန့်သွားကောင်းသွားနိုင်ပါတယ်ဟုတ်ပါတယ်ဒါဟာအကြမ်းဖက်မှုတွေလျှော့ချဖို့ပထမဆုံးခြေလှမ်းဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဒါဟာရည်တူအကျိုးကျေးဇူးတစ်ခုသာဖြစ်နိုင်ပါတယ် နောက်တစ်ခု data တွေတည်င်းထားတွေနဲ့เนาะ debate ဒါပြောဆိုတိုက်တွန်းနေတဲ့ activity ရဲ့ပို့ပြီးတိုက်တွန်းမှုတွေပေါ်ထွက်လာမှကိုစိုးရိမ်လို့တင်းကျပ်မှုတွေ internet ပိတ်ဆို့မှုတွေဖြစ်လာနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တည်င်းထောက်တို့ဦးတဲရဲ့ပေါ်ထွက်မှုတစ်ခုတောင်မှပဲချက်ချင်းပဲအနည်းဆုံးဒီသုံးနိုင်ငံလောက်တော့စီးပွားရေးပြပမှုတွေဖြစ်လာနိုင်တာမို့လို့ပါ။ဒါပေမဲ့စင်ကာပူအနေနဲ့ဘေးပတ်ဝန်းကျင်စီးပွားရေးထိခိုက်မှုတွေကြောင့်အောက်ခြေကုမ္ပဏီတွေပြန်လည်ပြီး ပြင်ဖို့ရှုပ်ထွေးမှုတွေအတော်များလာနိုင်တယ်ဆိုရမယ်ဆိုရင်တော့စီးပွားရေးရတော့ရေဒိုနာကျင်မှုတွေရှိနိုင်ပေမဲ့ရေရှည်မှာနိုင်ငံတကာယုံကြည်မှုနဲ့ကိုတိတ်ခတ်ပြတ်လက်တည်ဆောက်မဲ့ခါတီးတဲ့မဖြစ်မနေတောက်ရမဲ့ဆေးခွက်လို့ပါပဲဒါမှလီယင်စီမရတဲ့အခါအပြည့်ရမယ်လို့တော့မထင်လိုက်ပါနဲ့ဒါပေမဲ့စီရနေတဲ့လမ်းပေါက်ကိုတော့တကယ်ဖြတ်နိုင်တဲ့အခါမှာစစ်တပ်ရေခုံနေတဲ့အတန်ကိုတကယ်တိရမှာဖြစ်ပါလေ လမ်းကြောင်းကိုပိတ်လိုက်သူပါဖြစ်လာမလဲကျွန်တော်မြင်ရမှာပဲဟုတ်ကဲ့မဲ့သူဟာစေကောင်းဆောင်မဟုတ်ပါဘူးဒေတာတွင်းမှာရှိတဲ့နိုင်ငံတကာနဲ့အဲ့ဒီနိုင်ငံတကာရဲ့ရဲရဲပြတ်သားတဲ့ဆုပ်ဖြတ်ချက်တွေပဲဖြစ်ပါတယ်ဒီဆုပ်ဖြတ်ချက်တွေမချနိုင်သေးသေးမြမကောင်းကင်သွေးစွန်းနေအောင်မှာပါပဲကျွန်တော်တို့မလုပ်နိုင်ဘူးလေဒီမှန်တရားတော့ကျွန်တော်တို့ရင်ဆိုင်ဖို့လိုပါတယ်အခြေဆွဲနေလို့မရောက်တော့ပါဘူး thank you